အေမီသန်ဒေါသထွက်လို့ငလျင်လှုပ်တယ်တဲ့အရှင်ဖရာဘယ်လိုမြင်လဲဖြေပြီးတော်မူပါဖရာတဲ့อืมတကမအေမီဇန်တော့ဖောက်လိုက်ပြန်ပြီထင်တယ်เนาะအေမီဇန်ကိစ္စကဖုန်းကြီးလာပတ်နေတယ်မြင်းငလျင်လှုပ်ချင်းအကြောင်းပေးထားလို့၃လပိုင်း9ရက်နေ့ကဥစဉ်အဖြေဖို့တင်ထားပါတယ်ငလျင်လှုပ်တာက၃လပိုင်း28ရက်နေ့ကလှုပ်တာပါเนาะအဲ့ဒါကိုမသိတဲ့လူတချို့က ဦးစင်းကပဲငလျင်လှုပ်မှပြောတဲ့ပုံစံမျိုးပြောနေကြပါတယ်။မဟုတ်ပါဘူး။ဦးစင်းကကြိုပြီးတင်ထားတာပါ။ကြိုပြီးတင်ထားတဲ့ဆိုလို့ကြိုသိနိုင်လောက်တဲ့ဆွမ်းအားဦးစင်းမှာရှိလို့တင်တာမဟုတ်ပါဘူး။နော်။ကြိုသိနိုင်လောက်တဲ့ဆွမ်းအားလည်းဦးစင်းမှာမရှိပါဘူး။တိုက်ဆိုင်သွားတာပါ။အဲ့ဒီငလျင်လှုပ်ခြင်းအကြောင်းဖြစ်ထားတဲ့ပုံထဲမှာအကောက်တစ်ခုကဘာလာရေးထားတယ်လဲဆိုရင်အဲ့ဒါဆိုအရင်တုန်းကမြင်ငလျင်လှုပ်ရင်အိမ်တွေတိုက်တွေလူတွေတေသွားရင်ဖျားကိုတရားဆွဲလို့ရတာပေါ့တဲ့။ ခနဲ့ပြီးရေးထားတာပါနော်ရင်းငလျင်လှုပ်ခြင်းအကြောင်းရှိပါကုထပ်ပြီးပြောပြပါမယ်ဘူမိဇာလတုံးမှာမြင်းငလျင်လှုပ်ခြင်းရှိပါကုဖျားဟောကြားထားပါတယ်အဲ့ဒီမြင်းငလျင်လှုပ်ခြင်းရှိပါကဘာတွေလဲဆိုရင်၄မြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်မြင်းငလျင်လှုပ်ခြင်းတဘာဝတရားဖောက်ပြန်ပြီးလှုပ်တာကိုပြောတာပါနှစ်တကူအိတ်တိဘက်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်ငင်းငလျင်လှုပ်ခြင်း ်း၃ဖျားအလောင်းပရိသန်တွေယူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၄၄ဖျားအလောင်းပွားမြင်တော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၅ဖျားဖျားအဖြစ်သို့ရောက်တော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၆၆ဓမ္မစကြာတရားဦးဟောကြားတော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၇အာယုသင်္ခါရလွတ်တော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၈ပြိဋိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါငင်းကလေးလှုပ်ခြင်းရှိပါတယ်မှာ ။နံပါတ်၁မြင်းကလေးလှုပ်ခြင်းမျိုးကသာတတ္တဝါတွေကိုထိခိုက်စေပါတယ်။ကြံတဲ့မြင်းကလေးလှုပ်ခြင်းမျိုးကတတ္တဝါတွေကိုမထိခိုက်စေပါဘူး။အဲ့ဒါကိုမှတ်ပိုင်ရှင်သိထားဖို့လိုပါတယ်။နောက်ပြီးယခုခေတ်မှာမြင်းကလေးလှုပ်တယ်ဆိုတာကယခုပေါ်ပြပါမြင်းကလေးလှုပ်ကြောင်းရှိပါတယ်ကနံပါတ်၁အချက်ကြောင့်သာလှုပ်တာဖြစ်ပါတယ်။အင်မီဇန်ဒေါသထွက်လို့လှုပ်တာမဟုတ်ပါဘူးနော်။